ကျမချမိတ်ဆွေစနေတမီအားလုံးမင်္ဂလာပါနော်ကျမချမိတ်ဆွေစနေတမီတွေကိုဒီတစ်ပတ်တက္ကလာမှာတွေ့ကြုံမယ်ခင်ကျမအဆိုးကောင်းနေတဲ့အတူဆောင်းရှောင်းရလေးတွေကိုလည်းပြပြပေးသွားမှာဖြစ်ပါတယ်စနေတမီတွေအတွက်ကြက်ရောက်လာတဲ့ကက်နမစ်ကလေးကတော့ အီကရစ်ဆိုရယ်ကနမစ်ကလေးပဲဖြစ်ပါတယ်ကနမစ်ကလေးရစနေသတ်မိတရားဒီကလာလေးတွေမှာမိမိရပေါ့နော်အာအလုတ်တောင်ဝင်နေနဲ့ပြိနေတာမျိုးတွေမိမိရအိမ်မှာပဲဖြစ်ဖြစ်အလုတ်မှာပဲဖြစ်ဖြစ်ပေါ့နော်မိမိရအလုတ်ရှုပ်နေတာမျိုးတွေတိမ်လုံးရဲ့အလုတ်ကိုလို့အဲတယုံလုံးရဲ့လို့ကိုလို့ဆိုသလိုပေါ့နော်မိမိအလုတ်တောင်ဝင်နေပြိနေတဲ့တဲ့စနေသတ္တမိတရားဒီကာလလေးတဲ့မှာမိမိကရဝေးရနေပြီးတော့ သတင်းကောင်းကြရတာလို့မိမိရဲ့ဆွေရည်မျိုးတွေထမ်းနေပြီးတော့ဒါမှမဟုတ်မိမိရဲ့မိဘတွေထမ်းနေပြီးတော့သတင်းကောင်းကြရတာလို့ဒါမျိုးလေးနေတွေ့ကြအောင်တက်တယ်စနေသတ္တမိတွေအဓိကလက်လေးတဲ့မှာမိမိရပါတော့ မသွားတော့ဘူးလို့လို့နဲ့ခီးတစ်ခုခုသွားရတာမျိုးတွေခီးထွက်ဖို့အကြောင်းတွေလည်းပေါ်လာတတ်တယ်။စနေသမီးတွေကဒီကာလလေးထဲမှာပညာရဲ့အစ်တစ်ခုခုသင်ကြားရတာလို့မိမိအသင်နဲ့အစ်တစ်ခုခုအဲတက်ရတာလို့ဓာမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်။ဆမေးပွဲဖြစ်ဆိုထားတယ်၊အင်တာဗျူးဖြစ်ဆိုထားတယ်ဆိုလို့ရှိရင်ဒီကာလလေးမှာမိမိကဆမေးပွဲအောင်မြင်တဲ့သတင်းတို့အင်တာဗျူးအောင်မြင်တဲ့သတင်းတို့သတင်းကောင်းတွေကြားရတတ်တယ်။စနေသမီးတွေကဒီကာလလေးထဲမှာအလောက်ကန်ကိစ္စနဲ့ပတ်သက်ရင်မိမိကအလုတ်မှာပေါ့နော်။အာယာရုတိုးတာလို့ယာရုတက်တာလို့ဒါမှမဟုတ်ရင်အလုတ်အပြောင်းလဲလေးတွေဖြစ်တာလို့ဓာမျိုးလေးနဲ့တွေ့ကြုံရတတ် က်တယ်စနေသမီးတွေကဒီကာလလေးထဲမှာငွေကြီးနဲ့ပတ်သက်ရင်ငွေဝင်လာတတ်တယ်ငွေကဝင်တော့ဝင်မယ်အကြောင်းရင်းမျိုးမျိုးနီးလန်းမျိုးမျိုးနဲ့ငွေပြန်ထွက်တတ်တယ်ငွေပြန်ကုန်တတ်တယ်မိမိကပေါ့နော်အဲမိဘကိုပြန်လဲပေးကတ်ရတာတို့ဒါမှမဟုတ်ဆွေတွေမျိုးတွေကိုထောက်ပံ့ရတာတို့အဲဒီလိုကိစ္စတွေကြောင့်မိမိကငွေပြန်ကုန်ရတတ်တယ်ငွေကုန်မှုအကြောင်းတွေကလည်းပေါ်လာတတ်တယ်စနေသမီးတွေကဒီကာလလေးထဲမှာမိမိက တခုတတိထားမှာရှိတယ်အဲ့ဒါဘာလဲဆိုရင်စာချုပ်စာတမ်းမှာမိမိရဲ့လက်မှတ်ရေးထိုးရတာလို့အဲမိမိကပေါ့နော်အဲမိမိကိစ္စမဟုတ်ပေမဲ့လေသူများကိစ္စကိုမိမိကသူများရဲ့အမှုကိစ္စမှာမိမိကတက်တေလိုက်ပြီးတော့လက်မှတ်ရေးထိုးပေးရတာလို့အဲ ဆက်တည်လိုက်ပြီးရတာလို့ဓာမျိုးလေးနဲ့တွေ့ကြုံရတဲ့တဲ့။ဒါကြောင့်မိမိကသတိထားတဲ့ဆင်ကျင်တဲ့နဲ့စနေသားသမီးတွေအဒီကာလလေးတဲ့မှာမိမိကပေါ့နော်အချစ်သူအိမ်တော်ဘက်နဲ့ပတ်သက်ပြီးရင်ချစ်သူအိမ်တော်ဘက်နဲ့မိမိနဲ့ပေါ့နော်အရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုသလိုပေါ့သူနဲ့ကိုယ်နဲ့ကြားထဲမှာခဏခဏအစကားများတာလေးတွေကြက်ခွတ်စားဖြစ်တာလေးတွေဓာမျိုးလေးနဲ့တွေ့ကြုံရတဲ့တဲ့။ဒါပေမဲ့လည်းပြီးရင်လည်းပြန်တဲ့ဝါတာမျိုးလေးနဲ့တွေ့ကြုံရတဲ့တဲ့။စနေသားသမီးတွေအဒီကာလလေးတဲ့မှာမိမိကကျမ့်မိုင်နဲ့ပတ်သက်ပြီးအထွေထူးဆိုရင်ဇာမျိုးတော့မဟုတ်ပေမဲ့သွေးတူး ဖြစ်တာတို့ဓာမုံရင်နှလုံးခုန်မြန်တာတို့ဓာမျိုးလေးဖြစ်တတ်တဲ့အတွက်ကြောင့်သတိထားတင်တယ်စနေသမီးတွေကဒီကာလလေးတွေမှာမျက်စောပြတ်ရှင်ကိုရောမျက်ကြည်ကိုမုတ်လုံးရေပေါ်စက်ကတ်လှူဒန်းခြင်းဖြစ်မိရဲ့ကញ្ញန်ခိုက်တွေအပြည့်ပြောက်သွားစေမယ်လက်ကီးကာလလေးကတော့အပြာရောင်တို့အစိမ်းရောင်တို့ကတော့လက်ကီးကာလလေးပဲဖြစ်ပါတယ်ငါးကနန်း သုံးကနန်းနှစ်ကနန်းကတော့မိမိရဲ့ lucky ကနန်းလေးတွေပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မတို့မယ်ကတော့ဆရာမအင်ဂျင်ဂျန်မို့ပါ။နောက်ပြီးတော့လီကျွန်မပြန်ဆုံမယ်နော်။ကျွန်မချမိတ်ဆွေစနေတဲ့တမိရေလေကိုစိတ်နှပြကျွန်မချမ်းသာလို့စီးပွားဥစ္စာများဒီရီလာတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာကြပါလိမ့်နော်။